ထီတိစိတ်နဲ့ဆိုင်တဲ့စကလုံးတွေကိုရွတ်ဆိုရတဲ့အခါမှာထီတိစိတ်ဆိုတာကိုဥစဉ်ကဘယ်လိုသတ်မှတ်လဲဆိုရင်ဒီကိုခန္ဓာကိုယ်အစိတ်ပိုင်းတွေရဲ့အတွင်းအပြင်မှန်သမျှပေါ့နော်အတွင်းပြင်ရှိသမျှခန္ဓာကိုယ်အစိတ်ပိုင်းတွေနဲ့ခံစားပြီးတော့သိနိုင်တဲ့ခံစားမှုမှန်သမျှကိုထီတိစိတ်အနေနဲ့သတ်မှတ်ပါတယ်အဲဒီနေရာမှာဒီလိုလက်နဲ့ကင်လိုက်လို့သိတာတဲ့အပြင်ခန္ဓာကိုယ်အတွင်းပိုင်းကနေပြီးတော့အောက်နာတွေ နာတာတွေဖြစ်တဲ့ခံစားမှုကိုလည်းဒါကိုလည်းထိတိစိတ်ထဲမှာထည့်သွင်းပါတယ်အဲထိုင်နာကြလို့ခြေထောက်တွေကျင်နာနာတာတွေကိုလည်းအဲထိတိစိတ်ထဲပဲထည့်ထားပါတယ်ခန္ဓာကိုယ်မှာ ရာယဏာတွေဖြစ်ခဲ့တယ်ဆိုရင်လည်းထိတိစိတ်အနေနဲ့ပဲသတ်မှတ်ပါတယ်ဒါကိုဝေဒနာဆိုရက်ကန္နာအနေနဲ့တသက်ကန္နာခွဲပြီးတော့မသတ်မှတ်ပါဘူးဒါဒီ ဒိဋ္ဌိဒိဋ္ဌမတ္တနီတလာယနာနီရဲ့ကမထမ်းအတွက်သတ်မှတ်ထားတဲ့သတ်မှတ်ချက်ဖြစ်ပါတယ်ဝိရဏာကိုရှုမှတ်တဲ့အချိန်မှာတော့ဒီဟာတွေကိုဒုက္ခဝိနာအနာတာကျင်တာတွေကြိုက်တာခဲတာတွေကိုနာတာကျင်တာတွေကြိုက်တာခဲတာတွေကိုဒုက္ခဝိနာအနေနဲ့သတ်မှတ်လို့ရပါတယ်အခုကကြတော့ဒိဋ္ဌိဒိဋ္ဌမတ္တနီတလာယနာနီဟာမျက်စိနာနှာခေါင်းလျှောက်ကိုစိတ်နဲ့ဆိုင်တဲ့စိတ်နဲ့ဆိုင်တာတွေကိုမျက်စိနာနှာခေါင်းလျှောက်ကိုစိတ်တို့နဲ့ဆိုင်တဲ့စိတ်တွေကိုကြည်တာဖြစ်တဲ့အတွက် ဒီနာရာကျင်တာတွေကြိုက်တာခဲတာတွေရားတာတွေခန္ဓာကိုယ်မှာရားတာတွေဖြစ်လာတဲ့အခါမှာဒီခန္ဓာကိုယ်အစိတ်ပိုင်းတွေရဲ့ ਨੇ ထိတွေ့ပြီးမှတိလာရတဲ့ခံစားချက်မှန်သမျှကိုထိတိစိတ်အနေနဲ့သတ်မှတ်ပါရနော်ဥပမာနာရာကျင်နာကအသက်ရှူသွင်းနေတဲ့အချိန်မှာထင်ရှားဖြစ်လာတယ်ဒါမှမဟုတ်ရားတာရနာကထင်ရှားတယ်ဆိုလို့ရှိရင်အသက်ရှူထုတ်ပြီးတာ ਨੇ ထိဒါမှမဟုတ်ရင် ထိတယ်ဆိုတဲ့စကားလုံးကိုစိတ်နဲ့ယူဆိုပြရမှာဖြစ်ပါတယ်။ဒါဝေဒနာလို့မယူဒါဝေဒနာလို့မယူလိုက်ပဲနဲ့ထိတယ်ဆိုတဲ့စကားလုံးနဲ့ယူလာဖြစ်တဲ့အတွက်တကယ်သာကိုယ်ကမ္မထံကိုသစ္စာရှိရှိနဲ့အဲထိတယ်ဆိုတဲ့စကားလုံးနားတဲ့နားတိုင်းမှာတကယ်ဆင်ခြင်နိုင်ပြီးတော့အသက်ရှူထုတ်ပြီးတာနဲ့ထိတယ်ဆိုတဲ့စကားလုံးကို ယူပေးနိုင်လို့ရှိရင်စိတ်နဲ့တကယ်တမ်းလိုက်ယူပေးနိုင်လို့ရှိရင်ဒီနာရာကျင်နာတွေကိုလည်းတက်တာစီပါလိမ့်မယ်ဒီခန္ဓာကိုယ်နဲ့ထိတွေ့တဲ့ခံစားချက်တွေကိုတကယ်ခံစားရတာမဟုတ်ဘဲနဲ့အဲအဲ့ဒီခံစားဖြစ်တကယ်ဖြစ်ခဲ့တဲ့အချိန်မှာမှတ်သားခဲ့တဲ့စကားလုံးတွေဖြစ်တဲ့မာတယ်ပြော့တယ်ပူတယ်အေးတယ်ဆိုတော့ဒီစကားလုံးတွေကိုပြန်ပြီးတော့စိတ်နဲ့ရုပ်ဆုံမိတာစင်ကျင်မိတာစဉ်းစားမိတာတွေကိုစဉ်းစားမိခဲ့တယ်ဆိုရင် အသက်ရှူသွင်းနေတဲ့အချိန်မှာအဲ့လိုစဉ်းစားမိခဲ့တယ်ဆိုရင်ကြံတွေးမိခဲ့တယ်ဆိုရင်ကြံတွေးသည့်စိတ်နဲ့ဆိုင်တဲ့သကလုံးဖြစ်တဲ့တွေးဒါမှမဟုတ်ရင် တွေးတယ်ဆိုတဲ့သကလုံးကိုစိတ်နဲ့ရုပ်ဆူရမှာဖြစ်ပါတယ်အဲ့တော့ထိတွေ့သည့်ထိတွေ့သည့်စိတ်တွေသကလုံးက ထိဒါမှမဟုတ်ရင် ထိတယ်ဆိုတဲ့သကလုံးကိုစိတ်နဲ့ယူဆရမှာဖြစ်ပါတယ်။ကြံတွေ့သည့်စိတ်တွေသကလုံးကကြတော့တွေးဒါမှမဟုတ်ရင်တွေးတယ်ဆိုတဲ့သကလုံးကိုစိတ်နဲ့ယူဆရမှာဖြစ်ပါတယ်။ နှာခေါင်းကြောင့်သိရတယ်အနံသိစေရှာကြောင့်သိရတယ်အရသာသိစေခနာကိုအစိပ်ပိုင်းနေကြောင့်သိရတယ်ထိတိစိတ်ပေါ့နော်ဒီစိတ်၃မျိုးနဲ့ဆိုင်တဲ့စကလုံးကတစ်မျိုးတည်းဖြစ်ပါတယ်ထိဒါမှမဟုတ်ရင်ထိတယ်ဆိုတဲ့စကားလုံးဖြစ်ပါတယ်အိဒိဒိတာမတန်နီးပါတဲ့တုတ်တန်ကမာလိယဗုဒ္ဓတုတ်ရှိပါတယ်ဘာဟိယတုတ်ရှိပါတယ်เนาะဒီဒီတုတ်တန်ထဲမှာမြတ်စွာဘုရားဒီသုံးခုကို စကလုံးတစ်လုံးနဲ့ပဲဟောထားပါတယ်မုတေမုတာမတံဆိုပြီးတော့ဒီကဏ္ဍသုံးခုကိုဒီစကလုံးတစ်လုံးနဲ့ပဲဟောထားတယ်ပေါ့နော်ထိတွေ့လင်ထိတွေ့ကမှဖြစ်လက်တန့်ဆိုတဲ့စကလုံးနဲ့ဟောထားတယ်အဲဥစဉ်အဲ့ဒါကိုပြန်ပြီးတော့ယူသုံးပြီးတော့မှဒီသုံးမျိုးပေါ့နော်အနတ်ရဲ့အရတာရဲ့အထိတွေ့ဒီစိတ်တွေသုံးခုတွေကတစ်ခုဖြစ်ခဲ့တယ်ဆိုရင်တတိထားတစ်ခုကိုတတိထားမိခဲ့တယ်ဆိုတာ ਨੇ အနံ့ကိုပဲတတိထားမိအရတာကိုပဲတတိထားမိမိ ခန္ဓာကိုယ်ထိတာအစိတ်ပိုင်းညင်ထိမှုကိုခံစားရတာပဲဖြစ်ဖြစ်ထိဒါမှမဟုတ်ထိတယ်ဆိုတဲ့စကားလုံးကိုပဲစိတ်နဲ့ယူဆပါတယ်အဲ့တော့ဒီသုံးခုကိုယူရတဲ့စကားလုံးကတော့အတူတူပဲဖြစ်သွားပါလိမ့်မယ်ဥစဉ်ကတော့တလာယနာဆိုတဲ့နာမည်နဲ့စာနယ်လက်တွေ့နိကြဝိပဿနာတရားရှုမှတ်ခြင်းကိုမျှဝေပေးနေတာဖြစ်ပါတယ်။မြတ်စွာဘုရားဟောကြားခဲ့တဲ့အတုတ္တနဲ့ဆိုင်တဲ့ဏိကေ၅ချမ်းကိုဖတ်ခြင်းနဲ့ဆိုရင်တိပိတကမြန်မာဆိုတဲ့ application မှာသွားပြီးတော့ဖတ်လို့ရပါတယ်။